တို့ရဲ့ Facebook account တွေ Facebook page တွေဘာကြောင့်အခုလိုမျိုး profile မှာအဝါရောင်လေးဖြစ်သွားတာလဲဆိုတာကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီလိုမျိုးအဝါရောင်ဖြစ်သွားရင်ရောဘယ်လိုမျိုးပြန်ပြီးတော့ကျွန်တော်ပြင်ရှင်းလို့ရလဲဆိုတာကိုပြောပြမှာဖြစ်တဲ့အတွက်ဒီစာလေးကျွန်တော်ဗီဒီယိုကိုအားလုံးဆိုင်ပြီးတော့ကြည့်စီကြပါရစေ။ဗီဒီယိုအဆုံးထိကြည့်မယ်ဆိုလို့ချင်းတော့ဒီပြဿနာကိုဖြေရှင်းတတ်မှာဖြစ်ပါတယ်။အဲတော့ဒီလိုမျိုးဒီ profile မှာ သူတို့အဝိုင်အောင်လေးဖြစ်သွားတာကဒီများရဲ့ဗီဒီယိုတွေကိုယူတင်တဲ့အတွက်ကြောင့်မလို့နောက်တစ်ခုကဒီ coffee run ညီလာတွေနောက်ထပ်တစ်ခုကကျတော့ကျွန်တော်တို့ကိုယ့်ရဲ့ပို့တစ်ခုကိုဂရုပေါင်းများစွာကျွန်တော်လိုက်ပြီးတော့ share တဲ့အတွက်ကြောင့်မလို့အခုလိုမျိုး community ပေါ့နော်ညီသွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုမျိုးအဝါရောင် ဖြစ်သွားတဲ့အကြောင်းရင်းတွေကိုကျွန်တော်သိသွားပြီဆိုလို့ချင်းကျွန်တော်ကအကူအပို့တစ်ခုတင်နေဆိုလို့ချင်းဒီများရဲ့ဂရုတွေမှာ လစ်မစ်ကျော်ပြီးတော့ like share တာမျိုးလုံးဝမလုပ်ပါနဲ့နောက်တစ်ခုကကျွန်တော်ဟုတ်လားဒီ coffee wine ညှိစီတဲ့တခြင်းတွေဟာလားနောက်ခံအတန်ကြီးပေါ့နော်ဒါတွေကိုကျွန်တော်မသုံးမိဖို့ဂယုဆိုင်ရပါတယ်ပြီးလို့ရှိရင်တော့စာရေးထားတဲ့အခါဒီမှာလည်းအဲ့လိုပဲပေါ့နော်ဒီဖြည့်ဖို့ကချမှတ်ထားတဲ့စီမင်းစည်းကမ်းကိုလိုက်နာပြီးတော့ကျွန်တော်တို့ကပို့တစ်ခုကိုရေးသားပါတယ်ဒီအချက်တွေနဲ့အကင်ကြီးမှာကျွန်တော်ရဲ့ profile ကကျွန်တော်တို့စိတ်နေမှာဖြစ်ပါတယ် အဲ့တော့ဒီလိုမျိုးအဝါရောင်ဖြစ်သွားပြီဆိုလို့ရှိရင်ကျတို့ဘာတွေချက်ပြီးတော့လုပ်လို့ရလဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကကျတို့ဟာလာပေးမှာဆိုလို့ရှိရင်ကျတို့ admin နှစ်ယောက်သုံးယောက်အများရန်ရှိတာဖြစ်တဲ့အတွက်အဲ့ဒီအမှားလုံးလိုက်တဲ့သူရဲ့အမှားလုံးလိုက်တဲ့သူကိုကျတို့တွေက admin အဖြစ်ကနေပြီးတော့ကျတို့ဖယ်ထုတ်ရမှာဖြစ်ပါတယ်ဖယ်ထုတ်ပြီးတော့ဟာလာသူလုပ်ခဲ့တဲ့ အဲ့ဒါ post တွေပါတယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်ပြန်စစ်ပြီးတော့ပြန်ပြီးတော့ဖြတ်ပေးရတယ်သူ့ကိုလည်းကျွန်တော်အဲ့ဒီမဲ့အဖြစ်ကနေပြီးတော့နားပေးရတယ်ပေါ့နော်အဲ့လိုမျိုးနားပေးရတယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနံပါတ်2အဆင့်ပါလဲဆိုလို့ရှိရင် report တင်ပေးရတယ်ပေါ့နော် report တင်ပေးရတယ် report တင်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်ကနေပါပြီးတော့တင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခုနကလူမျိုးဒီလိုမျိုး စက်ခွင်ချော့လေးတို့ရိုက်ထားပေါ့နော်ဒီလိုစက်ခွင်ချော့လေးရိုက်ထားပြီးပို့မတင်ခင်မှာစက်ခွင်ချော့ရိုက်ထားပြီးဆိုလို့ရှိရင်ကျွန်တော်တို့က report တင်ဖို့အတွက်ကို favor archer ကိုကျွန်တော်သွားပါမယ်ပိတ်ပဲဖြစ်ဖြစ် favor account ပဲဖြစ်ဖြစ်နော်ဒီကနေပဲကျွန်တော်သွားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ profile ကိုနှိပ်တယ် profile ကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီ simo ရဲ့အောက်နာမှာကျွန်တော်တို့ has and sport ဆိုတာလေးရှိတယ်ပေါ့နော် has and sport ဆိုတာရှိတယ်ကျွန်တော်ပုံမှန်အတိုင်းဆိုလို့ရှိရင်တော့ဒီတိုင်းလေးပေါ့ဗျာ has and sport လေးကျွန်တော် အဲဒါလေးကိုတွေ့ရနိုင်မယ်အဲ့ဒါလေးကိုထပ်နှိပ်မှာကျွန်တော်ကဒီမှာ report a program ဆိုတာလေးကိုထပ်ပြီးတော့တွေ့မှာပေါ့နော်ဒါကြောင့်မလို့ report a program လေးကိုကျွန်တော် share နှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှင်အပေါ်လေးကိုနည်းနည်းလေးဆွဲတင်လိုက်ဆွဲတင်ပြီးသွားပြီဆိုလို့ရှင် continue to report a program ဆိုပြီးတော့ကျွန်တော်နှိပ်ပြရမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ညာလေးနဲ့ပြပေးမယ်ဒီညာလေးကိုကျွန်တော်နှိပ်ပြလိုက်ဒီညာလေးကိုနှိပ်ပြလိုက်တယ်ဆိုလို့ရှင်ကျွန်တော်က ခဏလေးစောင့်ပြီးလိုက်ပါတော့ဒီမှာ create report ဆိုတာကိုတွားနေတယ်ဒီအချိန်လေးကိုကျွန်တော်ခဏစောင့်ပြီးလိုက်အဲဒီ report တင်ဖို့အတွက်ကိုတော့ကျွန်တော်တို့ကအင်္ဂလိပ်လိုပြောပါတော့အဆင်ပြေလိုပေါ့နော်ကိုရေးလိုက်ပေါ့နော်တောင်းပန်တဲ့စာအယူခံဝင်တဲ့စာမျိုးပေါ့နော်အဲ့လိုမျိုးကိုရေးလိုက်အကယ်၍မရေးတတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တုံးနေတဲ့စာလေးကိုကောမတ်မှာကျွန်တော်ချပေးရမယ်အဲ့ဒီစာလေးကိုလည်းယူတုံးလို့ရတယ်ပေါ့နော် โอเคဒါဆိုလို့ရှိရင်ကျွန်တော်အခုလိုပုံစံမျိုးလေးပေါ်လာပြီเนาะဒီလိုပုံစံမျိုးပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်เนาะဒါလေးကိုတစ်ချက်နှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာသူ့ရဲ့ဟာ product ပေါ့ဒီဒီကောင်လေးကိုကျွန်တော်ယူခိုင်းနေပေါ့เนาะဒါလေးကိုကျွန်တော်ယူခိုင်းနေအဲ page ဆိုလို့ရှိရင်တော့ page ပေါ့เนาะကျွန်တော် page ဆိုရင် page profile ဆိုရင် profile ပေါ့เนาะအဲ့တော့ကျွန်တော်က account ဆိုလို့ရှိရင်ကျွန်တော် profile ကိုယူရမှာเนาะ အကောင့်ဆိုလို့ရှိရင် profile ကိုယူရမယ်အကယ်၍ page ဆိုလို့ရှိရင်ကျွန်တော်က page ကိုယူရမယ်နော်ယူယူရပြီဆိုလို့ရှိရင်ကျွန်တော်ကခုနကပြောတဲ့ဟာ screenshot တစ်ခုနော် screenshot တစ်ခုကိုကျွန်တော်ဒီဘက်မှာဒီအောက်နာလေးမှာ allow form form ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်နှိပ်လိုက်နှိပ်ယူရပြီဆိုလို့ရှိရင်ကျွန်တော် screenshot ရိုက်ထားတာလေးကိုထည့်ပါပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာနောက်ထဲမှာပေါ့နော်ကျွန်တော်အခုရေးထားတဲ့စာလေး ကျွန်တော်ရေးထားတဲ့စာလေးကျွန်တော်ဒီမှာထည့်လိုက် coffee ယူမယ်ပြီးလို့ရှင် sorry ပြီးလို့ရှင်ခုနကအထည်ကိုကျွန်တော်ပြန်သွားမယ်ပြီးရင်တော့ကျွန်တော်ဒီမှာလောက်ပုံလုံးကြီးအစင်းစင်းကိုကျွန်တော်ပြပြီးတာနော်ဒီမှာထည့်လိုက်ထည့်ပြီးပါပြီဆိုလို့ရှင် GB ကကို3ညကြာ GB ပေါ့နော် ကို3ညကြာ GB ဒီမှာအစားထိုးထည့်ပါအဲဒီညမှာ GB အစားထိုးထည့်မယ်ပြီးလို့ရှင်ကိုရဲ့ page name ပေါ့နော် ဥပမာကကိုယ့်ရဲ့ပိတ်နေကကိုယ့်ရဲ့ပိတ်နေတိုင်းကိုကျွန်တော်ထည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့နာမည်ပေါ့နော်ကိုယ့်ရဲ့နာမည်ဘယ်သူဘဝဆိုတာကျွန်တော်ထည့်လိုက်ထည့်ပြီးပါပြီဆိုလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့အတိုင်းအောက်မှာအဲစာပွင့်ချော့ရိုက်ထားတဲ့ပုံလေးကိုထည့်လိုက်ထည့်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအဲစမစ်စွာလေးကိုနှိပ်လိုက်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းဒါမှပေါ့နော်အဲ့လိုမျိုးလေးပြီးပို့တင်ပေးလိုက်ပေါ့နော်တပတ်မှာကျုံဒီနှစ်ခါလောက်တင်ပြီးပေါ့နော်တပတ်မှာနှစ်ခါလောက်တင်ပြီးပါအခုကကျွန်တော် လုံးဝပြเสียမရှိတဲ့အတွက်ကြောင့်မို့လို့သဘောတရားကိုပြောပြတာဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကတော့ဒီနေ့တိုင်းထုတ်တာပြန်ပြီးတော့ကောင်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရဲ့ကိုတွေးအတွေ့အကြုံကိုပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်သဘောတရားပဲပြောပြလို့ရတယ်ကျွန်တော်လုံးပြပေးလို့မရဘူးကျွန်တော်မှလက်ရှိအဲ့လိုမျိုးဝါနေတဲ့ဟာတစ်ခုမှမရှိဘူးပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တစ်ပတ်ကနှစ်ခါလောက်လုပ်ပြီးပါပြီးပြီဆိုလို့ချင်းကျွန်တော်တို့ကတိုင်းနေလို့မရဘူးအဲ့ဒီ page မှာပဲဖြစ်ဖြစ်အဲ့ဒီ account မှာပဲဖြစ်ဖြစ် နောက်ထပ်အမှားလုံးဝမရှိအောင် post တွေကိုဇက်တိုက်တင်ပြီးပါဒါဆိုလို့ရှင်ကျတို့ရဲ့ page ပဲဖြစ်ဖြစ်အကောင့်ပဲဖြစ်ဖြစ်မကြခင်မှာကျတို့ quality ပြန်ပြီးတော့စိမ့်လာပါလိမ့်မယ်နော်မကြခင် quality ပြန်ပြီးတော့စိမ့်လာပါလိမ့်မယ် โอเคဒါမျိုးပုံစံမျိုးလေးပြန်ဖြစ်သွားလိမ့်မယ်เนาะဒီလိုစိတ်လေးပြန်ပြီးတော့ဖြစ်သွားလိမ့်မယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာလည်းဘယ်လိုအကြောင်းအရာလေးတွေသိကျင်လဲဆိုတာ comment လေးရေးခဲ့လို့ရပါတယ်ခင်ဗျာ